ားလုံးပဲမင်္ဂလာပါလင်းငယ်ဝင်းနေရဲ့ပထမဆုံး YouTube ဗီဒီယိုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ပေါ့နော်ဆိုဒီ YouTube ဗီဒီယိုကကျွန်တော်ဘာကြောင့်ပြပြအောင်လုပ်မလဲဆိုတော့ကျွန်တော်အရှိတနောက်ခေါက်ပေါ့နော် webinar လုပ်ခဲ့တယ်ပေါ့နော်ဒီအလုပ်လျှောက်တဲ့ခါမှာကျွန်တော်တို့ဒီ LinkedIn easy apply ကနေပြီးတော့လျှောက်တာတကယ်ရောအလုပ်အဆင်ပြေရတာအဟို interview ရလာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ LinkedIn easy apply ကနေမဟုတ်ဘဲနဲ့တခြားဘယ်လို tools တွေသုံးပြီးတော့ hiring manager တွေရှိကျွန်တော်တို့ရအောင်ပို့မလဲအဲ့တော့ကို LinkedIn ကနေပြီးတော့ ပြီးတော့သူတို့ကိုကျွန်တော်တို့ဘယ်လို message တွေပို့မလဲနောက်တော့လှုပ်ရှုပ်ပြီးတဲ့အခါမှာကျွန်တော်တို့ follow up ဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့ဒါတွေကိုတော့ကျွန်တော်ရှင်းနှောက်ခေါက်ကနေရှင်းနှောက်ခေါက်ဒီ online webinar လုပ်ခဲ့ရပေါ့နော်ဆိုဆိုတော့အဲအခုကတော့ဒီ online webinar ပြောပြတဲ့ဟာတွေကိုကျွန်တော်အခုပြန်ပြီးတော့ဒီ YouTube video နည်းနည်းပြန်ပြီးတင်ပေးမှာပေါ့နော်အခုပထမပိုင်းဒီ YouTube video မှာတော့ဘာတင်ပေးမလဲဆိုရင်အဲ ကျွန်တော်တို့ဒီအလုပ်လျှောက်တဲ့ခါမှာအခြေခံလုံးဝ business step ဖြစ်တယ်ပေါ့နော်ဆိုဒီ link ရဲ့ job filter နေပြီးကျွန်တော်တို့ဘယ်လိုမျိုး filter တွေခွဲပြီးတော့အလုပ်လျှောက်မလဲနောက်တစ်ခုကဒီ mail တွေဘယ်လိုမျိုးရှာမလဲပေါ့နော် mail ဆိုတာကအဓိကကျွန်တော် hiring manager တွေ mail တွေကိုကျွန်တော်တို့ပို့မှာဖြစ်တဲ့အတွက်သူတို့ရှိသူတို့ရဲ့ mail တွေ valid mail တွေကိုကျွန်တော်တို့ဘယ်လို tools ကိုသုံးပြီးတော့အလုပ်လျှောက်မလဲပေါ့ဆိုတော့အရင်ဆုံးဒီပထမပိုင်းအနေနဲ့ဒီအချက်လေးကိုကျွန်တော်တစ်ချက်ရှင်းပြသွားပါမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တင်ထားတဲ့ post ပေါ့နော်အခုဒီအားလေးကိုကျွန်တော်အခုတစ်ချက်ရှင်းပြမယ်ပေါ့ဆိုတော့အရင်ဆုံးကျွန်တော်တို့အခြေခံကြောင်းဆုံးအချက်လေးနဲ့ဆက်လိုက်အောင်ပေါ့နော်ဆိုတော့ကျွန်တော်တို့အလုပ်ရှောင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ job filter တွေကိုသွားရတယ်ပေါ့နော်ဆိုတော့ job filter တွေကိုသွားလိုက်တဲ့အခါမှာဘာရှိလဲဆိုရင်ကျွန်တော်ဒီမှာ Titan Scale Company ပေါ့နော်အဲဆိုတော့ကျွန်တော်ဒီကနေရှာလို့ရတယ်နောက်တစ်ခုဒီမှာ location ပေါ့အဲကိုကဘယ် location ကိုဘယ် location မှာအလုပ်လုပ်ချင်တာလဲပေါ့နော်ဥပမာဒီ Dubai မှာလား APAC လား ထိုင်းလားစင်ကာပူလားဒါတွေကကိုဒီမှာရွေးလို့ရတယ်ဆိုတော့ဒီမှာတိုက်တယ်မှာကျွန်တော်ဒီမှာကျတော့ကျွန်တော်တို့ကိုရှောက်မဲ့ position ပေါ့နော်ဥပမာပြကိုက business development မှာရှောက်မဲ့ဆိုရင် business development ဒီ marketing manager marketing engineer ဆိုရင် engineering ကိုရဲ့ဒီရှောက်ချင်တဲ့တိုက်တယ်ဟုဒီမှာကျွန်တော်ထည့်ပြီးဖြည့်ပြီးရမှာပေါ့နော်ဒါတော့လုံးဝ basic ပေါ့နော်ကျွန်တော်ဒါတစ်ချက်ပြင်ပြပေးရပါဆိုတော့ဥပမာပြဆိုလို့ဆိုပါဆိုကျွန်တော် business development ကိုကျွန်တော် abet region မှာရှောက်မယ်ပေါ့နော် business development abet region ဆိုပြီးရိုက်ချလိုက်တာ ਨੇ ကျွန်တော်ဒီမှာပေါ်လာတယ်ပေါ့နော် အဲအလုပ်နဲ့ပတ်သက်တဲ့ဟာတွေပေါ်လာတယ်ပေါ့နော်ဆိုတော့အဲ့မှာမှာ filter တွေဘာတွေထက်ရှိသေးလဲဆိုရင်ကျွန်တော်ဒီအဲ date post ရှိမယ်အဲ experience level ရှိမယ် company ရှိမယ်အဲဒီ on site လား hybrid လား remote လားဆိုတဲ့ job location site တွေရှိမယ် easy apply ရှိမယ်ဒါတော့ off filter ပေါ့နော်ဆိုတော့ဒါလေးတစ်ချက်ရှင်းပြပါမယ်ပေါ့နော်ဆိုတော့ date post မှာကျတော့ကျွန်တော်တို့ရှိတဲ့ဘက်ကလားဒီ24 hour အတွင်းလား ရှေးလာလာပေါ့နော်ဆိုတော့ဒါပါတယ်အဓိကဒါကတော့တိတ်ပြီးတော့ထူးထူးခြားခြားကြီး effect တော့ရှိမှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တခုရှိရက past 24 hour ရွေးလိုက်ရင်တော့ကိုကကိုပို့ဝင်မြန်မြန်တလူ hiring hiring manager ရှိကိုစီဖောင်မြန်မြန်ရောက်ပြီးတော့ဟိုမြန်မြန် screening လုပ်နိုင်ချေ chance တော့ရှိရပါတော့။အဲဒါပေမဲ့လည်းဒီမှာတော့ကျွန်တော် filter တော့မထားစီစဉ်ဘူးเนาะ။ဘာလို့ဆိုကိုကအလုပ်လျှောက်ပြီးဆိုကြတဲ့ ရှိ24နာရီအတွင်းက post တင်လာတာဖြစ်ဖြစ်ရှိတစ်ပတ်ကတင်လာတာဖြစ်ဖြစ်ရှိတစ်လတင်လာတာဖြစ်ဖြစ်အဓိကကကိုယ့်ရဲ့ဒီ dream job ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က anyway apply ရမှာပဲဆိုတော့ဒီကတော့ fit တာတော့ဥပမာကျွန်တော်မခွဲစေခြင်းပေါ့နော်နောက်က experience level ပေါ့ experience level ကျတော့ experience level ကျတော့လေကျွန်တော် try ကြီးတလောက်တော့တိတ်တော့ effect ဖြစ်တယ်လေလို့တိတ်မတွေ့ဘူးနော်ဘာလို့ဆိုတော့ဒီမှာဆိုလို့ချင်းဆိုပါဆိုကိုကဒီ entry level လို့ရွေးလိုက်ရင်ရေးလိုက်ရင်တော့မှပဲ ီသူ့ရဲ့ fitter ကမမှန်ဘူးလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ပေါ်လာတဲ့ဟာတွေကတခါကြလို့ရှိရင်ဒီ exactly level လို့ over 5 to 10 year ဆိုတဲ့ဟာမျိုးတွေပေါ်လာတာမျိုးရှိရတယ်ပေါ့နော်ဆိုတော့ဒီမှာလဲတိတ် trade တူတူကြီးကိုတိတ်ပြီးမရွေးစေချင်ဘူးပေါ့နော်ဘာလို့ဆိုတော့ဒီအိမ်မထားလာလိုက်ပေါ်လာတဲ့ဟာမှာကိုအဆင်ပြေတဲ့ဟာကိုရှောက်စေချင်တယ်ပေါ့နော် နောက်တစ်ခုက company ပေါ့ company ကလည်းကျွန်တော်တို့အလုပ်လျှောက်ပြီးဆိုကြတဲ့ကကျွန်တော်တို့မှာဘဲ company ကိုလျှောက်ပါမယ်ဆိုတဲ့ဟာမျိုးကျွန်တော် target ထားပြီးသွားလို့တော့မရဘူးเนาะဒါပေမဲ့ကိုယ့်ရဲ့ dream company ရှိတယ်ဆိုရင်တော့ဒီမှာ filter နဲ့ပြန်ခောက်ကြည့်ပေါ့ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ company website ကိုသွားပြီးလျှောက်တာမျိုးပေါ့ဒါဆိုရင်တော့တမျိုးပေါ့เนาะအဲ့လိုမှမဟုတ်ဘဲနဲ့ဒီမှာတော့ကျွန်တော် filter ခွဲပြီးတော့ထပ်မသွားစေချင်ဘူးเนาะဘာလို့ဆိုတော့ဒီမှာလည်း company ရုပ်ပြီးလျှောက်လို့ရှိရင်ကိုယ့်အတွက်ကအာကျင်းရမယ်ပေါ့เนาะယူရမယ်ဟာက နောက်တစ်ခုကတော့ဒီတစ်ခုကတော့နည်းနည်းအသုံးဝင်မယ်ပေါ့နော်ကျွန်တော်တို့ရွေးလို့ရမယ် on site လား hybrid လား remote လားပေါ့နော်ဆိုတော့ on site ကတော့ကျွန်တော်တို့သိရတိုင်းပဲရုံ physical သွားပြီးအလုပ်လုပ်ရမယ်ပေါ့နော်ဆို hybrid ကကျတော့ရုံသွားလိုက်အဲအိမ်မှာအလုပ်လုပ်လိုက်ပေါ့ဥပမာရုံနေရသွားမယ်ဆိုအိမ်မှာ၃ရက်လောက်အလုပ်လုပ်ရမျိုးပေါ့ဆိုတော့ remote ကကျတော့ရှင်းတယ်ကျွန်တော်အိမ်ကနေပဲ100%အလုပ်လုပ်ရမယ်ပေါ့နော်အဲကျွန်တော်ဆိုရင်လို့ရှိရင် remote ကိုရှားကြည့်ရများတယ်ပေါ့နော်အဲလိုဆိုလို့ရှိရင် remote မှာအဲဒီမှာ mac လေးလုပ်ပြီးတော့ကျွန်တော်ရှားလိုက်ရပြီပေါ့နော် ဆိုတော့ easy apply ကတော့ဒီလိုမျိုး apply မဟုတ်ဘဲနဲ့ apply ဆိုတာကဒီ apply ကိုနေလဲလို့ရှိရင်ကျွန်တော်တို့က website ကိုသွားတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုမျိုးပေါ့ဒီလိုမျိုး easy apply ရှိတဲ့ဟာတွေကိုပဲသူက filter ပြန်ချပေးရမျိုးပေါ့နော် off filter ကတော့ကျွန်တော်ဒီမှာအများကြီးရှိတယ်ပေါ့နော်ဒီ day post တွေ experience တွေ company တွေ job title တွေအဲ location တွေ industry တွေဒါတွေတော့အများကြီးပဲပေါ့ function တွေ title တွေဆိုတော့ဒီမှာလဲကိုကိုလိုရရင်လိုရတဲ့လိုမျိုး filter ခွဲပြီးတော့ရွေးလို့ရသေးတယ်ပေါ့နော် ဒါကတော့လုံးဝ basic ပေါ့နော်လုံးဝ basic လူတိုင်းလှုပ်ရှားနေတဲ့လူတိုင်းကြီးပါသိပြီးသားပေါ့နော်ဒါဒါပဲကျွန်တော်တန်းတစ်ချက်ပြောပြပြရပေါ့အဲကျွန်တော်နောက်တစ်ဆင့်ကကျတော့အဲဘာပြောပြပြီးမလဲဆိုတော့ဒီမှာပေါ့နော်ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ဒီမှာ easy apply နေရှိတယ်အဲကျွန်တော် a pattern နဲ့မကြောက်မပြဘူးနဲ့ဒီမှာဒီပိုင်းအလုပ်တွေနဲ့တစ်ချက်ပြကြည့်မယ်ပေါ့နော် ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ apply ရှိတယ် apply ရှိတယ်အဲဒီမှာ easy apply ရှိတယ်ဆိုတော့ဘာလို့ကျွန်တော် easy apply ကိုမလျှောက်စေချင်တာလဲ easy မလျှောက်စေချင်ဆိုတာလုံးလုံးကြီးမလျှောက်တာလည်းမဟုတ်ဘူးเนาะလျှောက်တော့လျှောက်ရမယ် easy apply ရနေတဲ့နေ့ကမယ်ဒါပေမဲ့ easy apply တစ်ခုတည်းကိုအာမကိုးစေချင်ပေါ့เนาะဘာလို့အာမကိုးစေချင်လဲဆိုတော့ဒီမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ easy apply ဆိုတာကိုကြည့်လိုက်လို့ရှိရင်2 week မှာ over 100 billion ဖြစ်နေတယ် ဆိုတော့နံပါတ်ထဲမှာနေလျှောက်တဲ့လူက100ကျော်ရှိနေတယ်ဆိုလိုချင်တာဒီမှာ100ကျော်ဆိုတော့တော့100လည်းဖြစ်ဖြစ်မ300လည်းဖြစ်ဖြစ်မယ်ဒါပေမဲ့သူကတော့ပြတာ100လည်းမပြတာပေါ့နော်ဆိုတော့ဟိုလျှောက်တဲ့လူကအရင်များနေပြီဒီ easy apply easy apply မှာဆိုတော့ HR ဘက်ကလည်းကြည့်လို့ရှိရင်လည်းသူမှာ CV form လေးဒီ area easy apply နေမှာသူ filter ခွဲပြီးပြန်ထုတ်ပြီးကြည့်ရတာမယ်ပေါ့နော်ဆိုတော့ interview chance ကတော့တကယ်လို့သူတို့က screen လောက်တဲ့ခါမှာကိုယ့်ရဲ့ qualification နဲ့ညီရဲ solution တော့ interview chance ကတော့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့အရင် risky ဖြစ်တယ်ဘောနော်ကျွန်တော်တို့ဘာလို့ဆိုတော့ရှောက်တဲ့လူကမတရားများတဲ့အခါမှာဆိုတော့အဲ့လိုမျိုးခြားမှာကျွန်တော်ဘယ်လိုမျိုး try လဲဆိုတော့ high manager တွေကိုကျွန်တော်မေးလို့တိုက်ရိုက်ပို့တယ်မေးလို့တိုက်ရိုက်ပို့ပြီးတော့ဒီလောက်ဘူးကိုစိတ်ဝင်စားပါတယ်ဆိုတဲ့ဟာမျိုးအဲသူတို့ ਨੇ connection ယူလိုက်တာဘောနော် link ငမှာလည်းအတက်မယ်ကျွန်တော်မေးရနေလဲပို့မယ်နောက်တစ်ခုကကျွန်တော် message box ကနေ link ငမှာ message box ကနေလဲတခါ follow လောက်မယ်ဆိုတော့ဒီလိုမျိုးကျွန်တော်360သွားလိုက်လို့ရှိရင် အနည်းဆုံးမှတော့ကိုကနောက်တစ်ဆင့်မရဘူးမရဘူးကိုရဲ့ CV form reject ဖြစ်နေအောင်ပါပဲ။အော် reject ဖြစ်ပါတယ်ဆိုတော့မေးရရင်တော့ကိုတက်တာဖြေတာသေးရပေါ့နော်။အာဟိုနောက်တစ်ဆင့်တက်လာမသိမတက်လာမသိပဲနဲ့ဟိုသေချာမေးရမဖြစ်တော့ဘူးနော်။ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်တို့အဲ့လိုမျိုး try စီနေတာပေါ့။ပြီးတော့နောက်တစ်ခုကခုနလိုမျိုး hiring manager ကိုပို့လိုက်တဲ့အခါမှာ connection ကိုနည်းနည်း connect လုပ်လိုက်တဲ့ဒီ major ရဲ့ connection တခုတိဆောက်လိုက်တဲ့အခါမှာကိုတို့ interview rate က easy reply တခုရဲ့ကိုမိကူထားတဲ့ဆန်လို့ရှိရင်အများကြီး rate ကတက်သွားမယ်ပေါ့နော်ဒါတော့လက်တွေ try ကြည့်ရင်သိပါလိမ့်မယ်ဆိုတော့အဲ့တွေ့ကျွန်တော်ကအခုဒီရနေပြီးတော့ဒီဒီ mail ဘယ်လိုရှာမလဲနောက်က hiring manager တို့ကျွန်တော်ဘယ်လို reach out လုပ်မလဲပေါ့နော်ဆိုတော့ဒါတွေတစ်ချက်ပြ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 မှာပေါ့နော်ဆိုတော့အအရင်ဆုံးကျွန်တော်မပြောပြခင်မှာကျွန်တော် ပြောပြမယ်ကျွန်တော်သုံးမယ် tools ကတော့ဒီ prosper.io ပေါ့နော် prosper.io ပေါ့နော် ကျွန်တော်တို့ဒီမှာ login ဝင်သွားပြီးတော့ Google Dashboard ကိုသွားနေတာပေါ့ So ကျွန်တော်အခုတစ်ချက် try ပြမယ်ပေါ့နော် So ဒီမှာကျွန်တော်ကြည့်လိုက်လို့ရှိရင် hiring manager ဒီမှာ hiring manager တွေပါတဲ့ဟာတွေလည်းရှိရယ်မပါတဲ့ဟာလည်းရှိရယ်ကျွန်တော်ပြပါတဲ့ဟာနေပဲကျွန်တော်တစ်ချက်ပြောပြမယ်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင် dot shop မှာကြည့်လိုက်လို့ရှိရင်အဲဒီမှာ hiring manager တွေပါတဲ့ဟာတွေလည်းများတယ်ပေါ့နော် ဲ့တော့ကျွန်တော်ဒီမှာတခုပြမယ်ပေါ့ဆိုပါစို့ကျွန်တော်ဒီမှာဒီ company ဝရ inspire ခေါ်ရတဲ့ business department special ဆိုတော့ဒီမှာဆိုလို့ကြည့်ပေါ့နော်2 day မှာ over 100 applicant ဖြစ်နေတယ်ဆိုတော့အရန်ဟိုလူများတယ်ပေါ့နော်ရှောက်တာကျွန်တော်တို့ကအလုပ်လျှောက်တယ်ဆိုတာကိုကိုကိုဈေးရောက်တာနဲ့အတူတူပဲကိုယ့် scale set တွေကိုရောင်းတာနဲ့အတူတူပဲပေါ့နော်ကျွန်တော်ကျွန်တော်က sales point မှာလုပ်တဲ့ဖြစ်တဲ့အတွက် sales ရဲ့သဘောတဘာမှပြောမယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့ဒီ target ရောင်းမဲ့ဟို target ထားတဲ့လူပေါ့နော်ကျွန်တော် customer ပေါ့ဆိုပါစို့ဆိုတော့အဲ့လူတွေကျွန်တော်တို့မြင်အောင်ကျွန်တော်တို့ available ကျွန်တော်တို့ရဲ့ဒီဒီကောင်းတဲ့အချက်တွေမြင်အောင်လို့ကျွန်တော်တို့ပြပေးရမယ်ပြပေးဖို့အတွက်ကိုသူတို့လက်ထက်ကို CB form ကို design မြင်အောင်ပြပေးဖို့အရင်ကြီးကြီးပေါ့နော်အဲ့သူတို့မြင်ပြီးတော့ချိန်တာမချိန်တာတော့ဒါတော့ဒါတော့နောက်တစ်ပိုင်းပေါ့အဓိကကသူတို့ကိုမြင်မှသူတို့မြင်မှဒါကျွန်တော်တို့ sheet တစ်စောက်ကို sheet တစ်စင်ကိုသွားလို့ရမှာပေါ့အဲ့အတွက်အရင်ကြီးကြီးပေါ့နော်အဲ့အတွက်ကျွန်တော် easy apply ကိုလုံးဝအာမလုံးလုံးကြီးအာမကိုးစီခြင်းပဲနဲ့ အခုနကကျွန်တော်ပြောတဲ့နည်းကနေသွားမှာပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီမှာကုမ္ပဏီတစ်ခုတွေ့လိုက်ပြီအဝေး inspire business development specialist မိဒီ hiring thing ဆိုရအောင်မှာပါလာတဲ့ဟာဒီသူဒီဒီ job ကိုတင်လာတဲ့ဟာပေါ့နော်အဲ့မှာနှစ်ပြောင်းအဲ့မှာနှစ်ပိုင်းရှိသေးတယ် ဆိုတော့ဒီဟာဆိုလို့ရှိရင်အဲကျွန်တော်ဒီတိုင်းကြည့်ရင်တော့ तू ကဒီ company ကတင်တာလားဟုတ်လားမဟုတ်လားကျွန်တော်တို့ကမသိသေးဘူးပေါ့နော်ကျွန်တော်တို့သူ့အကောင့်တွေဝင်ကြည့်မှရပါမယ်ပေါ့နော်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုရင်တချို့တခါကြလို့ရှိရင်မိဒီ hiring ဒီမှာဒီမှာပေါ်လာတဲ့လူကသူတို့ company ကမဟုတ်ဘဲနဲ့သူတို့တခြားသက်ပါတီ outsource အပ်တာတဲ့ဒီဒီ HR company ကနေတင်တာတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အဲ့အတွက်ကျွန်တော်တို့အရင်ဆုံးသူ့ရဲ့ wallet ကိုအရင်ဆုံးဝင်ကြည့်လိုက်မယ်ဆိုတော့ဒီမှာဒီတယောက်ပေါ့နော် initial if we get through တယောက်က ဒီဘဝရဲ့ inspire ကမှာကနာ position ခေါ်လာတယ်ပေါ့နော်ဆိုတော့ဝင်ကြည့်လိုက်ခါမှာဟုတ်တယ် तू อ่ะ AE အဲ तू ခေါ်လာတာဖြစ်တဲ့အတွက် तू तू ကဒီမှာအလုပ်လုပ်လို့ဆိုတော့ကျွန်တော်သိပြီပေါ့နော်အဲ့တော့နောက်တစ်ဆင့်ကကျွန်တော်ဒီ company ရဲ့ website တွေကိုသွားမယ် company ရဲ့ website တွေကိုသွားမယ်သွားပြီးလို့ရှိရင်ဒီ about တွေကိုဝင်လိုက်မယ်ပေါ့နော်ကျွန်တော် about တွေကိုဝင်ပြီးလို့ရှိရင်ဒီမှာ website တွေတွေ့လိမ့်မယ်ဆိုတော့ဒီ website တွေကိုကျွန်တော်ဝင်မယ် ရဝင်ပြီးဝိုက်ပေါ့နော်ဝင်ပြီးဝိုက်ရင်ဒီ company domain ပေါ့ဒီ company ရဲ့ data တွေကိုကျွန်တော်တို့သူ့ဟာကို domain ပေါ့နော် company domain ဟာကိုကျွန်တော်တို့ copy ယူလိုက်တယ် copy ယူပြီးတော့ခုနကကျွန်တော်ပြရတဲ့ prosper.io ဆိုတဲ့2000ကိုဝင်မယ်ဝင်ပြီးရင် domain search ဆိုတဲ့နေရာရှိတယ်ဒီမှာနော်ဆိုတော့ဒါလေးကိုဝင်ပြီးတော့ကျွန်တော် unit search မှာရှာလိုက်မယ် com.com ကို copy paste လုပ်လိုက်တယ် find ပြီးဘာလို့ domain ဟာကိုရင်ရှာလဲဆိုတော့ဒီ company ကသူတို့ရဲ့ဒီရှိမှာလုပ်တဲ့လူတွေရဲ့နာမည်တွေကအာ အနောက်ကကွန်မီတိုဘင်းနဲ့ကိုက်လာမကိုက်လာဘောနော်အဲဆိုလိုချင်တာကဒီမှာဆိုလို့ရှိရင်အဲ weareinspire.com ဆို .com ဟာဘောနော်ကျွန်တော်မြန်မာပြားတော့အဖြစ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့လွဲပါတယ်ကျွန်တော် ban ban တွေပဲဖြစ်ဖြစ်ကုမ္ပဏီပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကုမ္ပဏီ domain အရှိမအနာမည်ဘောနော်ဥပမာဖြစ်အဲကျွန်တော်နာမည် nilin ဆိုလို့ရှိရင် nilin ဟိုရဲ့ inspire.com ပေါ့ဒါတော့များသောအားဖြင့်ကတော့အဲ့လိုမျိုးပေးပဲသွားကြတာများတယ်ဒါပေမဲ့ဘာလို့ဒီ domain search မှာကျွန်တော်တို့ဒီလိုမျိုးဟာတွေရှာခိုင်းလဲဆိုတော့တခါကျလို့ရှိရင်ကုန် domain ကတော့ weareinspire.com ပဲမှန်တယ်ဒါပေမဲ့ mail တွေကကြတော့ weareinspire.io တို့ weareinspire.asia တို့ weareinspire. တခုခုပေါ့နော် AI မဖြစ်ဖြစ်တခုခုပေါ့ဆိုတော့အနောက်ကတို့ dot ရဲ့အနောက်မှာမတူတာလေးတွေလည်းရှိတတ်တယ်ဆိုတော့အဲ့ဒီတော့ကိုကျွန်တော်ကဒီလိုမျိုး domain search ကနေပြီးတော့ အဲတချက်ပြန်သွားတာဗောနော်အဲဒီမှာဆိုကျွန်တော်ရှာလိုက်တဲ့အခါမှာအဲကျွန်တော် confirm ဝါပြီးအရှိမနာမည်ရှိတယ်နောက်တစ်ခုကကျတော့အဒိုမိန်လိုက်တယ်ဗောနော်ဆိုတော့ဒီဒိုမိန်ကိုကျွန်တော်တို့က copy လိုက်မယ် copy မယ် copy ပြီးတော့ဒီမှာ email finder ဆိုတဲ့ဟာလေးရှိဒီရောက်သွားမယ်ကျွန်တော် unit finder လေးဆိုတာဟာလို့သွားသွားပြီးရင်ဒီမှာ at assign လေးအနောက်ဗောနော်ဒီမှာကျွန်တော်တို့ paste ယူလိုက်မယ်ခုနကကူလာတဲ့ဟာဗောပြီးတော့ full name ပေါ့ full name နေရာမှာကျွန်တော်တို့ hiring manager ရဲ့နာမည်ကဘယ်သူလဲဒီမှာ national vegas rate ရောက်ပေါ့နော်သူရဟာကိုကျွန်တော် copy လိုက်တယ် copy ယူပြီးတော့ခုနကဒီကိုပြန်သွားကျော် full name မှာထည့်ပြီးရင် file email address ပေါ့တကယ်တော်စီကျွန်တော်တို့ရလာပြီဒီမှာအစိမ်းအောင်လေးတန်းလာတယ်เนาะဆိုတော့အစိမ်းအောင်တန်းလာရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ village ဖြစ်တယ်ဆိုလိုချင်တာကဒီ mail ကိုစိတ်ချလက်ချပို့လို့ရတယ်ဒီ hiring manager ဒီ mail ကိုတုံးတယ်ပေါ့เนาะဆိုတော့ဒီဟာကိုပို့လိုက်လို့ပို့လို့ရှိရင်သူ့ရဲ့ mail ကိုကျွန်တော်တို့ CV form ကရောက်သွားမယ်ပေါ့เนาะအဲအဲ့မှာမှကျွန်တော်တို့သူဖတ်ပြီးတော့ ရှေ့သွားရှေ့ဆက်ပြီးတော့နောက်စင်တာမှမတက်မှသူ reply ပြန်လာလေးရှင်းရှင်းမယ်တော့မဟုတ်လို့ရှိရင်တကယ်လို့ reply မပြောင်းဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့အဲ့ mail ရနေပြီးတော့တစ်ဆင့် follow up လုပ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလှုပ်ချင်းအဖြစ် easy apply ကနေရှောက်ထက်လူတွေထက်ဆိုင်ကိုကတစ်ဆင့်တော့တပန်းတော့တာနေမှာပဲပေါ့နော်ဟိုဆို hiring manager လက်ထက်ကိုကျွန်တော်တို့က direct ထည့်ပေးလိုက်တာဖြစ်တဲ့အတွက်ဆိုတော့ဒါကတော့ valid ဖြစ်တဲ့အတွက် copy you ကျွန်တော်တို့ gmail သွားပြီးရင် compose လို့သူထည့်ပြီးတော့ကျွန်တော်ဒီမှာ subject မှာဖြေအာ mail compose တစ်ခုလုပ်ပြီးကျွန်တော်တို့ပို့လိုက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့အဲဒါတော့ valid ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့တချို့ mail တွေရှိတယ်အဲကျွန်တော်တစ်ချက်အစမ်းပြမယ်ပေါ့နော်အာတချို့ mail တွေကပေါ်မလာတဲ့ mail တွေလည်းရှိအဲ့လိုမျိုးဆိုဘယ်လိုလုပ်မလဲပေါ့အာဒီဟာတစ်ခုလည်းထပ်ဆန်းပြမယ်ကျွန်တော်တို့ဘယ်လိုလုပ်မလဲသူ့ရဲ့ဒီဟာကိုသွားရင်းသော hiring manager လေးကို profile ကိုသွားသူက ESK recruitment မှာလုပ်တယ်ခုနကအဟာနဲ့ကြိုက်လားဟုတ်တယ်မှန်တယ် ဲ့တော့ပြီးတော့ဒီ company ရဲ့ဟိုအဲ linking တွေဝင်အကြောင်း about လေးကိုသွားဒီမှာမနော်ဒီ website ရောဝင်ဆိုတော့ဒီအော် company domain ကို copy လိုက်မယ် copy ယူပြီးတော့ email final လေးကိုသွားအဲဒီမှာကိုကကျွမ်းနေပြီဆိုလို့ရှိရင်တော့ဒီ domain search ဆိုရဲ့အဆင့်ကိုကြော်လိုက်လဲရတယ်အကိစ္စမရှိဘူးကြော်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာပဲဒီလို domain ကိုထည့်ပြီးတော့ဒီကောင်က domain ဖြစ်နိုင်ခြင်းများသိတယ်ဆိုလို့ရှိရင်ဒီလိုထည့်လိုက်လဲရတယ် ဘာဖြစ်ပဲ email အခုနကလူရဲ့နာမည်ပေါ့နော်ဒီမှာဆိုလို့ရှိရင် kalian ဆိုရဲ gardener ဆိုရဲတယောက်ပေါ့နော်ဆိုတော့ idea ကိုကျွန်တော်တို့ဒီမှာ personal လေးတည်း file email address ပို့ get down ဆိုလို့ရှိရင်လည်း valid ဖြစ်တယ်ဆိုတော့ valid ဖြစ်နေသူရောတော့စိတ်ချလိုက်ချပို့လို့ရတယ်ဒါပေမဲ့တချို့ media risky တွေဖြစ်တယ်မြန်ဖြစ်တယ်အောက်မှာဒီမှာကျွန်တော်ပြောပြမယ်ဒီမှာဒီမျိုး Uh, risky ပေါ့နော် risky ဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင် no email found ပေါ့ risky လို့ no email found လို့ဆိုလို့ရှိရင်တော့ပြဿနာဘယ်လိုရှိနိုင်လဲဆိုရင် သူ risky လို့ပေါ်လာပြီဆိုတဲ့အဓိပ္ပာယ်ကသူ50 50ဆိုတော့50ရာခိုင်နှုန်းကဖြစ်နိုင်တယ်50ရာခိုင်နှုန်းကလည်းမဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ဘာလို့သိနိုင်မလဲဆိုတော့ဒီကဒီ app ဒီ tools ကတော့မှပဲသူအဲ့လိုပြတယ်ဆိုတော့ကျွန်တော်တို့ကဟိုပို့ပြီးတော့ try ကြည့်ရုံပြင်မရှိဘူးဗောနော်ပို့လိုက်တယ် risky ဖြစ်တယ်ဆိုလို့ရှိရင်ဒါကို copy ယူပြီးတော့ပို့လိုက်ပို့ပြီးတော့ mail bounce ပြန်လာတယ်ဗောနော်အဲ့ mail ကတကယ်မရှိဘူးဆိုလို့ရှိရင် bounce ပြန်လာတယ်အဲ့ကြောက်လို့ရှိရင်တော့ဒါဒီ mail မရှိဘူးဗော အဲနောက်တနည်းနဲ့ကျွန်တော်ဘယ်လိုတောင်းလို့ရလဲဆိုလို့ရှိရင် risky ဖြစ်တဲ့ဟာတွေဆိုလို့ရှိရင်အဲကျွန်တော်နောက်တစ်ခုဆန်းပြအောင်မယ်ဒီမှာဒါ valid mail တွေပဲဖြစ်နေနောက်တစ်ခုမရှိတော့မဲ့ mail တွေကျွန်တော်တစ်ချက်ဆန်းပြမယ်အဲကျွန်တော်ဒီတယောက်ဒီတယောက်နဲ့ဆန်းပြမယ်ပေါ့နော်အဲဒီမှာဒီမှာခေါ်တိုင်းဟာနဲ့ကျွန်တော်တစ်ချက်ဆန်းပြမယ်ဒီမှာဆိုလို့ရှိရင်အဲဒီမှာခေါ်နေရအာ Bami speaking professional ဆိုရဟာဘယ်ကခေါ်လဲဆိုတော့ STG ကခေါ်နေဆိုတော့ဒီဟာကိုကျွန်တော်တစ်ချက်ဆန်းပြမယ်ပေါ့နော်အရင်ဆုံး သူ့ရဲ့နော်တစင်းရင်းသွားမယ်သူ့ရဲ့ warrior ဝင် hiring manager warrior ဝင်အဲ့တော့ warrior ဝင်မှာကျွန်တော်အခုတစင်းပြောချင်တာမမေ့ဘူးပြောချင်တာကိုနဲ့လည်းလုံနော်ဒါတော့ကျွန်တော်ကသူ့ကိုသူ့အလုံးမလျှောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုနဲ့မလုံလိုက်တော့ဘူးကွအခုတစ်ခါတည်းကိုနဲ့လုံပြလိုက်ပါမယ်ကိုနဲ့တော့လုံစေချင်တယ်အဲ့မှာ hiring manager ပါလာပြီးကိုကလည်းအလုံးလျှောက်တယ်အဲ့ဒီလုံကိုသဘောလဲကြရဆိုရင်အမြဲတမ်းကိုနဲ့လုံပါအဲ့တော့လုံးဝမမေ့ပါနဲ့ဘာလို့ကိုနဲ့လုံစေချင်လဲဆိုတော့ဒီတောင်နဲ့ကျွန်တော်တို့ကလက်ငယ်မှာ connection ယူလိုက်ပြီပေါ့နော် connection ယူလိုက်ပြီသူ့ကိုကျွန်တော်တို့က မေးကနေပြောလဲ follower like တယ် follower like လဲလို့ reply မပြောင်းဆိုလို့ရှင်ကျွန်တော်တို့ link ငံနေမှာတဆင်တယ်သူတို့ကျွန်တော်တို့က follower ပြန် like ဦးမှာပေါ့နော်ကျွန်တော်ခုနပြောသလိုပဲကျွန်တော်တို့ကအများနဲ့ keep in touch လုပ်ရမယ်ဒီ sales တခု process လို့ပဲကျွန်တော်တို့ follower သွားမယ်သူ share နေပြီးတော့ reply တခုပေါ့နော် yes or no ဆိုပြီးအဖြေလိုချင်တာဖြစ်တဲ့အတွက်မေးရနေရရမေးရနေမရရကျွန်တော် link ငံနေပြီးတော့အများနဲ့ keep in touch လုပ်နေမယ်ဆိုတော့အဲ့လိုကျွန်တော်တို့ဒီမှာအများနဲ့ connect လုပ်ပါ hiring manager တွေ့ပြီဆိုလို့ရှိရင်ကိုသဘောကျတဲ့ဟာ hiring manager company ရပါတော့ hiring manager တွေ့ပြီဆိုရင်အမြဲ connect လုပ်ပါ connect လုပ်မယ်ကျွန်တော်ဒီမှာအဲနောက်ပိုင်းမှာမေးရနေပြီ reply မပြောင်းဆိုရင်ကျွန်တော် follow လုပ်မယ်ပေါ့နော်အဲ့ဒါအရေးကြီးပါတယ်ပေါ့နော်အဲဆိုတော့ဒီမှာကျွန်တော် connect လုပ်လိုက်မယ်ပြီးတော့သူ့ကိုတစ်ချက်ကြည့်လိုက်တော့ဟုတ်ပြီသူဒီဒီ SCG ရပါတော့အဲ့တော့ကျွန်တော် SCG ရဲ့ website ကိုတွေ့လိုက်မယ်ပေါ့နော် sc.com ဒါဆိုကျွန်တော်တို့ join နေပြီဆိုတော့အ sc ဟိုဒီ domain search ဆိုတဲ့အစီအကျော်လိုက်မယ်မလား sc.com ပြီးတော့သူ့နာမည် net အဲနာမည်ရောရှေ့ပြောနော်ကျွန်တော် net ပဲဒီကောက်ပြောလိုက်ပါမယ်ဆိုတော့ဒီတယောက်ရဲ့ဟာကိုကျွန်တော်တို့ရှာလိုက်မယ်ဆိုဒီမှာတော့ no email address found တယ် အဲ့ဒီမှာတွေ့ရနော်ဒီဒီတော့ဆိုရင်မေးရရှာလို့မတွေ့ရှာလို့မတွေ့ရှာလို့မတွေ့ဆိုတော့ဒီတော့ကမေးရမရှိဘူးလားပေါ့မေးမရှိမနေတော့မနေဘူးပေါ့နော်ကုမ္ပဏီမှာလုပ်လို့လို့ဆိုရင်မေးရတော့ရှိရပေါ့အဲ့ဒီမှာကျတော့ကျွန်တော်ကြည့်လိုက်တော့ရှာလို့မတွေ့ရှာလို့မတွေ့ရှာလို့မတွေ့တော့အဲကျွန်တော်နောက်တစ်ဆင့်အနေနဲ့ဘယ်လိုသွားလဲဆိုလို့ရှိရင် all reserve for ဆိုတဲ့ဟာလေးပေါ့နော်ဒီမှာဆိုတော့အဲ့ဒါကအဲ့တော့နှိမ့်လိုက်ရင်ဘာပြလဲဆိုတော့အဲ့ဒီကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းတွေရဲ့မေးတွေပြတာပေါ့နော်အဲ့မှာကျွန်တော်တို့က inspire ယူလို့ရတယ်ဆိုလိုချင်တာကအဲသူတို့ company ရဲ့ company မှာအရှိနာမည်တွေအရှိနာမည်တွေပဲယူလာပြီးတော့အဲအနောက်က company domain ဆိုလို့ရှိရင်ချိန်တည်တဲ့သူ့ရဲ့နာမည်မှာလည်းအရှိက net ဆိုတာဖြစ်တဲ့အတွက် net sc.com မှာအဲ့လိုမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီမျိုးကြည့်လိုက်တဲ့အခါမှာသူတို့သူတို့နာမည်တွေကအဲ့လိုမဟုတ်ဘူးဒီမှာဒီလိုမျိုးလေးသွားတာဆိုတော့နည်းနည်းလေးရှုပ်သွားပြီဆိုတော့ဒီလိုမျိုးဆိုရင်ကျွန်တော်ကဘယ်လိုလုပ်လဲဆိုရင်ကျွန်တော် share နေတခုပြပြမယ်ပေါ့နော်ဒီအောင် copy လိုက်တယ်သူ့ရဲ့နာမည် copy လိုက်တယ်ဒီမှာရေးပြီး sc ဒီ company ကဘာလဲဆိုတော့ sc ပြီးတော့ mail ရိုက်လိုက်လို့ရှိရင်နော်နာမည်ကုမ္ပဏီရဲ့ mail ရိုက်လိုက်လို့ရှိရင်ဒီမှာဒီ rocket reach ဆိုတဲ့တယောက်ဒါလည်းရှိသေးတယ်ဒါလည်းအဆင်ပြေရပါတော့ဒါလေးကိုနှိပ်လိုက်လို့ရှိရင်အဲကျွန်တော်ဒီမှာအဲဒီမှာဒီတယောက်ကနတယောက်နော်ပုံလည်းမှန်တယ်ဟောလည်းမှန်တယ်အမှကျွန်တော် view net email ပေါ့ဒါလည်း free free ပဲပေါ့နော်ဒါမဲ့ तू ကအဲရတော့နည်းတယ်ဘယ်နှခုလဲဘယ်နှခုလဲအမောက်တစ်ခုလို့ရှိရပါတော့ तू လည်း free ပဲဒါမဲ့ အမောင်ကုနာ prospect တော့အဲလိုတော့ဒီ credit ကမများဘူးပေါ့နော် free pay ရဟာဒီမှာကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာ netpay@scg.com နဲ့ so တော့ကျွန်တော်တို့တစ်ချက်ယူလိုက်မယ် copy ယူလိုက်မယ်ပြီးတော့ဒီမှာတစ်ချက်တော့ပြန်စစ်မှာနော် email verifier မှာဒီမှာ email verifier ပေါ့နော် email verifier ဆိုရတဲ့ဘယ်ကကုနာရရတဲ့ media verify လုပ်မယ်တကယ်ရှိမရှိပေါ့နော် ဒါဆိုလို့ရှိရင် invalid ဒီမှာအနီရောင်ကြီးပြရနေ invalid ပြနေပြီဆိုရင်ဒါကမေးရမရှိဘူးပေါ့နော်ကျွန်တော်ရှေ့တစ်ခေါက်တော့ရှာလိုက်တယ်ဒီမှာတွေ့ပါတယ် plus for me အဲ့ဒါကြီးကခုနပထမတစ်ခေါက်ရှာတာကနဲ့ဒါနဲ့မတူတော့ပေါ့နော်အဲထားပါတော့ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်တစ်ခေါက်ကျွန်တော်ရှာတော့ကတော့ဒီလိုမျိုးပြရတယ်ဒီမေးကိုပြရတယ်ဒီမေးဆိုလို့ရှိရင်ကျွန်တော်ရိတ်ရှာလိုက်မယ် verify me ပေါ့ verify me ဆိုရှာလိုက်တဲ့အခါမှာ ဒီမှာ valid ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမေးသည်ရှိတယ်အစိမ်းအောင်ပြနိုင်ပြီဆိုကြတဲ့ဒါစိတ်ချတစ်ချက်ပို့လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအဒီတယောက်ပေါ့နော် hiring manager ရဲ့မေးကိုရောက်ပြီဆိုတော့ကျွန်တော်တို့မေးရနေပြီးတော့ compose လို့ compose လို့ပြီးတော့သူတို့အဲကျွန်တော်ကျွန်တော်တို့ဒီ CV form နဲ့တကွာကျွန်တော်တို့ပို့မယ်ပေါ့နော်ဆိုတော့အဲဒါကဒီ tools ကိုအသုံးပြီးတော့ကျွန်တော်တို့ပို့လို့ရတဲ့ဟာပေါ့နော် နှစ်ဆင့်ပေါ့နော်အဲ prosperor io နဲ့ရှာလိုက်မယ်ရှာလိုက်လို့မေးရကုနာပြောသူလိုမျိုး new email found ဆိုပြီးတော့ပေါ်လာတဲ့ဟာမျိုးတွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုပေါ့နော် new email found ဆိုပြီးပေါ်လာတဲ့ဟာမျိုးရှိတယ်ဆိုလို့ရှိရင်အဲကုနာလိုမျိုးကျွန်တော်တို့အဲဒီနာမည်ရေ company company ရေပြီးတော့နောက်က mail ရေဆိုတော့အဲ့လိုမျိုးလေးလောလောဆင်ပဲပဲဘာမှရှုပ်ရှုပ်ရှဲမှာပါအဲ့လိုနေနေတာ ਨੇ အဲဒီမှာဒီ rocket reach မှာကျွန်တော်တို့က သူပြပြီးရေပေါ့နော်အဲတခါကြလို့ရှိရင်လည်းသူပြတဲ့ဟာတွေကတကယ်အပြင်မှာရှိရလဲဟုတ်တယ်တခါကြလို့ရှိရင်လည်းမားတာရှိရေပေါ့နော်ဒါကတော့အဲသူသူသူဟာကျွန်တော် verify ပြန်လုပ်အောင်ပါပဲပေါ့နော်အဲဒီမှာလည်းကျွန်တော်တို့ကပြကြည့်လို့ရတယ်အဲဒီမှာဆိုလို့ရှိရင်အဲဒီမှာဆိုရင်ရှင်ဒီမှာနတ် idea ပေါ့နော်အာ net batch acid.com.h or ဒီလိုမျိုးလေကျွန်တော်တို့ကသူ့ရဲ့ mail ကိုအလွယ်တကူရနိုင်သေးတယ်အဲဒါဆိုလို့ရှိရင်သူ့ရဲ့ mail ပေါ့ ဆိုတော့လောလောလေးပဲနာမည်ကုမ္ပဏီမေးကိုရိုက်ချလိုက်တာနဲ့ဒီလိုမျိုးလေးတဲ့မေးကိုအလိုတကူကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်ဆိုတော့ဒီလိုမေးရပြီဆိုတာနဲ့ကျွန်တော်တို့သူ့ရဲ့သူ့ကိုဒီကျွန်တော်ကိုယ့်ရဲ့ CV form ပို့ပေးလိုက်ရမှာပေါ့နော်အဲအဲ့တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒီ tools ကိုသုံးပြီးတော့ကျွန်တော် tools ကိုသုံးပြီးတော့ဒီ hiring manager တွေကိုကျွန်တော်တို့ reach out လုပ်လို့ရပြီပေါ့နော်ဆိုတော့ဒီလိုမျိုးလုပ်ချင်ရဖြစ် link easy apply ထပ်စာလို့ရှိရင် ပို့ပြီးတော့လေ interview ရနိုင်တဲ့ chance ကများတယ်ပြီးတော့သူတို့နဲ့ကိုယ်နဲ့လေ connection တခုတိစောက်ပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့မှာကိုကပထမဆုံးမေးပို့လိုက်လို့ reply မပြောင်းဘူးဆိုရင်တော့ပါပဲကျွန်တော် second follower first follower first follower second follower ပြီး third follower အဲကျွန်တော်တို့ second follower ပေါ့နော်နောက်ခေါက်တော့ပဲ follower လိုက်စေခြင်းနဲ့မရဘူး solution တော့ link ရနေပြီးတော့ follower လုပ်တာပေါ့နော်ဆိုတော့အဲ့ follower လုပ်တာတွေပြီးတော့နောက်တစ်ခုကကျွန်တော်တကယ် professional CV form ပေးတယ်ဘယ်လိုမျိုးလုပ်မလဲနောက်တစ် link မှာ hiring manager တွေကိုကျွန်တော်တို့ message ဘလို့ပို့မလဲပေါ့နော်ဒီအလုပ်ဒီအလုပ်ဘလို့တင်လာတာတွေ့လို့ရှိရင်ကိုယ်အနေနဲ့ဘလို့မျိုး message ပို့လို့ရမလဲဆိုတော့ဒါတွေကိုတော့ကျွန်တော်နောက်ထပ် video ဒီ part 2မှာကျွန်တော်တစ်ချက်ရှင်းပြပေးပါမယ်ခင်ဗျအားလုံးပဲအလုပ်ဒီအခုဒီဒီကာလမှာအလုပ်လျှောက်ရတာအဆင်ပြေပြီးတော့အလုပ်တွေလည်းရကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျ